ထာဝရဘုရား၏တရားတော်၌မွေးလျော်၍တရားတော်ကိုနှိမ့်ညမပြတ်ဆင်ခြင်အောင်မိသောသူသည်မင်္ဂလာရှိ၏။ရှင်ပေတရုဩဝါဒစာဒုတိယဆောင်အခန်းကြီး1သို့တော်လဲယူဒလူတို့တွင်မိဆာပရောဖက်ရှိကြ၏။ထိုနည်းတူဖြစ်စည်းတတ်သော မိဆာဒိဋ္ဌိအယူများကိုပရိယေအဖြစ်တွင်၍မိမိတို့ကိုဝယ်တော်မူသောအရှင်ကိုညင်းပယ်လျက်မိမိတို့အပေါ်သို့လှင်စွာသော ဖြစ်စည်းခြင်းကို ရောက်စေသော မိဆာဆရာတို့သည်သင်တို့တွင်ရှိကြလိမ့်မည်။ သူတို့ညစ်ညူသောအကျင့်တလေတို့ကိုအများသော သူတို့သည် လိုက်သောအဖြစ်တမာတရားလန့်အသည်သည် ပြည့်စည်လိမ့်မည်။သူတို့သည် လောဘလွန်ကျူးလျက်ချော့မော့သောစကားနှင့်တင်းတို့ကိုကုန်သွယ်ကြလိမ့်မည်။သူတို့အဖြစ်စီရင်ခြင်းသည်ရှေးကာလမှစ၍မဖြစ်မနှဲ့သူတို့ဖြစ်စီခြင်းသည်လည်းအိပ်၍မပြော။အကြောင်းမူကားပြစ်မှားသောကောင်းကင်တမန်တို့ကိုဘုရားသခင်သည်နှမျောတော်မမူ။ငရဲတဲ့သူချလိုက်ပြီးမှစစ်ကြောစီရင်ခြင်းအလုံးကချုပ်ထား၍မှောင်မိုက်တန်ကျူးနှင့်ချီနောင်တော်မူ၏ ရှေးလောကရက်ကိုလည်းနမျောတော်မမူဖြောင်းမတ်ခြင်းတရားကို ဟောတော်နောအိနှင့် လူခုနှစ်ယောက်တို့ကိုစောင်းမတော်မူ၍ဖျားကို မကူွယ်သောလောကီသားအပေါင်းတို့ကိုရေလွှမ်းမိုးစီတော်မူ၏တော်တော်မျိုးနှင့်ဂေါမရမျိုးတို့ကိုမိရှို၍ဖျက်ဆီးရာဒန်းစီရင်တော်မူသည်ဖြင့်နောက်၌မတရားသောအကျင့်ကိုကျင့်ရသော သူတို့အားပုံသက်တည်ကိုထားတော်မူ၏ ထိုအခါမတရားသောသူတို့၏ညှဉ်းညူးသောအကျင့်အဖျင်းနှောက်ရက်ခြင်းကိုခံရသောသူဖြောင့်မတ်သောလောတကိုကဲနှုတ်တော်မူ၏ထိုဖြောင့်မတ်သောသူသည်မတရားသောသူတို့တွင်နေစဉ်အခါသူတို့၏မတရားသောအမှုများကိုနေ့တိုင်းမပြတ်မျက်စိမြင်လျက်နားကြားလျက်ရှိသဖြင့်မိမိဖြောင့်မတ်သောစိတ်နှလုံးကိုပြင်းစွာညှင်းဆဲရ၏ ဖျားဝတ်၌မွေလျော်သောသူတို့ကိုစုံစမ်းနှောက်ယှက်ခြင်းအထက်ကကဲနှုတ်ခြင်းက၎င်းမတရားသောသူတို့ကိုဒဏ်ခံစေမည်အကြောင်းညစ်ညူသောတတ်မှတ်ခြင်းကိလေသာနှင့်တကားကာမဂုဏ်အလိုသို့လိုက်၍အာနာဇက်ကိုမထီမဲ့မြင်ပြုသောသူတို့ကိုအထူးသဖြင့်ဒဏ်ခံစေမည်အကြောင်းတရားဆုံးဖြတ်သောနေ့အဖို့ချုပ်ထားခြင်းက၎င်းထာဝရဘုရားသည်တတ်နိုင်တော်မူ၏ထိုသူတို့သည်ရဲရင်သောသူကိုယ်လိုသို့လိုက်တတ်သောသူဖြစ်၍ဘုံတကိုကြီးသော သူတို့ကိုကဲ့ရဲ့ဝင်ကြ၏ ခေါင်းငင်တမန်တို့မူကားသူတို့ထက်ခွန်အားကြီးတော်လဲထာဝရဘုရားရှိတော်၌သူတို့အားကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကိုမပြုကြသူတို့မူကားဖမ်း၍ဖျက်ဆီးဖို့ရာဖန်ဆင်းသောတရိတ်ဆန်တက်တက်ကဲ့သို့မိမိတို့နားမလည်သောအရာကိုကဲ့ရဲ့လျက်မိမိတို့ပုပ်ပြတ်သောအဖြစ်အကုန်စင်ပျက်စီးခြင်းတို့ရောက်၍မတရားသောအမှုရဲ့အဖြစ်ကိုခံရကြလိမ့်မည်။နေ့အချိန်၌ပင်လွန်ကျူးစွာ ကာမဂုဏ်ခံစားခြင်းအမှုသည်ပျော်မွေ့ရာဖြစ်သည်ဟုသူတို့သဘောရှိ၏။ ။တင်တို့နဲ့အတူစားတောက်ပွဲလှုပ်တော့အခါမိမိတို့မားရင်သောသဘောနဲ့လွန်ကျူးစွာကာမဂုဏ်ခံစား၍တင်တို့၌အညစ်အကြေးအစွန်းအကွက်ဖြစ်ကြ၏။သူတို့သည်သူများကိုပြစ်မှားသောကိလေသာနှင့်ပြည့်စုံသောမျက်စိရှိ၍ဒုစရိုက်ကိုမပြုတ်ပဲမနေနိုင်ကြ။စိတ်နှလုံးမတည်ကြည်သောသူတို့ကိုအပြစ်သို့သွေးဆောင်တတ်ကြ၏။လောဘလွန်ကျူးခြင်း၌ကျင်လည်၍ချိန်တော်မူခြင်း၏သာဖြစ်ကြ၏။ဖြောင့်မတ်သောလမ်းထဲကထွက်၍လွဲသွားသည်ဖြင့် ဘောတော်ဤသားဘာလံဤလမ်းကိုလိုက်ကြ၏ထိုဘာလံသည်မတရားသောအမှုဤအခါကိုတတ်မဲ့၍မိမိဒူးစရအတွက်ကြောင့်ဆုံးမခြင်းကိုခံရ၏အဘယ်သူနိဟုမူကစကားမပြောနိုင်သောမြည်သည် လူဘာသာအဖြစ်မွက်၍ထိုပရောဖက်ဤမိုက်မဲခြင်းကိုမြစ်တားလေ၏ တို့သူတို့သည်ရေမရှိသောရေရင်းကဲ့သို့၎င်းလေးတိုက်၍လွင့်သော မိုးတိမ်ကဲ့သို့၎င်းဖြစ်ကြ၏သူတို့အဖို့တခဲနဲ့သောထာဝရမောင်မိုက်ကိုတူထားလျက်ရှိအကြောင်းမူကားမာရင်းချင်း၌ကျင်လေသောသူတို့အထက်ကပြေးထွက်လူသောသူတို့ကိုထောင်လွှားသောအချီးနှီးစကားပြောသည့်နှင့်ဇာတိပဂရိတတ်မှတ်ခြင်းကိလေသာလွန်ကျူးခြင်းအပြင်အပြစ်တို့သွေးဆောင်တတ်ကြ၏လွတ်ခြင်းအခွင့်ရှိသည်ဟုခံရက်ပင်ကိုယ်တိုင်ပုတ်ပြက်ခြင်းဤကြောင့်ဖြစ်ကြ၏ အဘယ်သူနည်းဟုမူကားလူကိုနိုင်သောအရာသည် လူ၏သခင်ဖြစ်၏ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်ကိုတည်ကျွမ်းခြင်းအပြင် လောကီညစ်ညူးခြင်းနှင့်ကင်းလွတ်ပြီးမှတပံကြုံမိ၍ရှုံးရနောက်ဖြစ်ဟန်သည်ရှေးဖြစ်ဟန်ထက်သာ၍ဆို၏ဖြောင်းမတ်ခြင်းတရားလမ်းကိုတည်၍မိမိခံခဲ့ပြီးသောတန်ရှင်သောပြည့်ညတ်ကိုတပံစွန့်ပစ်သည်ထက် ထိုလမ်းကိုမတည်ဘဲနေသောသာ၍ကောင်း၏ ခွေးသည်မိမိအံဘက်ကိုပြန်၍စာဤဝတ်သည်လဲဆေးပြီးမှရှွန့်တွင်လူပြန်ဤဟုမှန်သောသကပုံသည်ထိုသူတို့၌ပြည့်စုံသည်အာမင်